အာမုံကသူမရဲ့ငယ်ဘွားလေးကိုဒုံမီကိုပြန်ပြောပြနေပါလေသူမငယ်ငယ်ကကြီးကန်းလေးတကောင်သဘောကျနေပြီမေအမေဖြစ်သူကကြီးကန်းလေးကတော့သမီးကိုသဘောမကျဘူးလေလို့ပြောတာတောင်စိတ်ဆိုးပြီးတော့မောင်းထုတ်ပြလိုက်ပါလေသူမတို့သားမီးနောက်ကလမ်းကြားလေးတခုတည်းကိုရှောက်လာခဲ့တာပြီးတော့ဘယ်သွားကြမလို့လဲလို့မေးလိုက်တော့သမီးကိုချစ်ပေးနိုင်မယ်သူတယောက်စီကိုသွားကြမှာလို့ပြောလိုက်ပါလေလမ်းကြားတွေကဝေယုံတဲ့လူတယောက်ကိုမြင်လိုက်တော့ဘယ်သူကြီးလဲလို့မေးတဲ့အခါသမီးကိုတဘွာလုံးချစ်သွားပေးမယ်လူပဲလို့ပြောလိုက်ပါလေ အဲ့လိုရဲ့မျက်နှာကကျွန်တော်လူကြောကြောမမောရုပ်ရင်မျိုးလေးမဟုတ်ဘဲနဲ့ဗေဒီဗေဆုံးနဲ့နှာဘူးရုပ်ဖြစ်ပါတယ်။ကြေကြေမြတာငတ်မုံနေတဲ့အာမိုကသူမကိုချစ်ပေးမဲ့သူဆိုတာကြောင့်ပျော်သွားခဲ့ပေမဲ့အမှန်တကယ်မှာတော့အမေဖြစ်သူကကုံတယ်တယောက်စီမှာရောင်းစားပေးလိုက်တာပဲဖြစ်ပါတယ်။အဲ့လိုနဲ့အာမိုကိုလူသူရောက်ပေါက်နေတဲ့ရဲတိုင်းကြီးစီကိုခေါ်သွားပြီးအာမိုကမေမေမြင်သွားရင်မေမေလည်းသဘောကျမှာပဲနော်လို့ပြောနေခဲ့ပါတယ်။ဒါမဲ့ကုံတယ်ကြီးရဲ့စိတ်ထဲမှာတော့နင်းကိုနေမြန်ငါ့ကိုရောင်းသွားပြီးတော့တစ်သလုံးပြန်တွေ့ရတော့မှမဟုတ်ဘူးလို့ပြောနေခဲ့ပါတယ်။ ဒီနေ့အစပြီးတော့ငါမင်းရဲ့ဘဝကြီးဖြစ်လာတော့မလို့ဂျိမ်းပြစ်လိုက်ပါတယ်။ဂုံသိကအာမို့အယုတ်တွေမုတ်တွေပြင်အဝိစားလလလေးတွေကိုအမြဲတမ်းယူလာပေးပြီးတော့ဘယ်ကနေရလာလဲလို့မေးတဲ့အခါတိုင်းငါဂုံသိမလို့ရတာပေါ့လို့ရိုးရိုးလေးပဲဖြေလိုက်ပါတယ်။ဂုံသိကအမြဲတမ်းစိတ်သက်သာနေပြီးတော့တခြားဂုံသိတွေကသူ့ကိုမုန်းကြတယ်လို့ပြောပြနေပါတယ်။သူက giver တယောက်ဖြစ်တာကြောင့်လူတွေကသူ့ကိုဆိုအရန်ကြောက်ကြတယ်လို့ရှင်းပြလိုက်ပြီးတကယ်ချင်းတွေမရှိတဲ့ပြင်အမြဲတမ်းတယောက်တည်းလို့ပဲခံစားနေရတယ်လို့ငိုရင်းနဲ့ပြောပြပါတယ်။အဲ့လိုဖြစ်လာတဲ့အခါတိုင်းအာမိုးစီကိုကတ်လာပြီးတော့ အစီရင်လုံးကြအောင်လို့ပြောရင်လည်းဟိုဟာလှုပ်ဖို့ပြောနေကြဖြစ်ပါတယ်။အာမောကရင်တွေလဲတုံကြောက်လဲကြောက်နားလဲနားလို့မလှုပ်ချင်တော့ဘူးလို့ပြောလိုက်တဲ့အခါမှာကုံသိကအဲ့ဒီခံစားချက်ကအချစ်ပဲလို့ဂျင်းသိလိုက်ပါတော့တယ်။ဘုံမင်းဆောင်တွေကမင်းသားနဲ့မင်းသမီးချစ်ကြတယ်ဆိုတာတကယ်တော့ဟိုဟာလှုပ်ကြတာပဲလို့ရှောက်ပြောလိုက်ပြီးဇေတော်သက်တယောက်ပဲရှိသေးတဲ့အာမောကလည်းအဟုတ်ကြီးယုံကြည်သွားခဲ့တာပါ။သူကကုံသိကိုသူ့ရဲ့အချစ်လို့ယုံကြည်သွားပြီးတော့ဝေစားရီချုပ်ကဟိုဟာလှုပ်ကြပါတော့တယ်။အဲ့လိုပြီးသွားတဲ့အခါမှာတော့အာမောကဂရင်းဘော်လဲနေတဲ့အချိန် ဂုံတိတ်ကတော့တောင်းမှာကတ်ပြီးတော့အထီးကျန်လိုက်တာလို့ပြောရင်းနဲ့ငိုနေခဲ့ပါတယ်။အန်ချေတကားပွင့်လာပြီးတော့မျက်နှာဖုံးနေတဲ့ထူးဆန်းတဲ့လူနှစ်ယောက်ကဝင်လာခဲ့ကြပါတယ်။ဂုံတိတ်ကသူ့အိမ်ထဲကိုခွင့်ပြုချက်မရှိဘဲနဲ့ဝင်လာသလားဆိုပြီးတော့ပြောလိုက်ပြီးသူ့ရဲ့တက်ရှိကရိယာဖဏတ်တွေနဲ့နင်းသားပြစ်မယ်လို့ကြိမ်းလိုက်တဲ့အခါမျက်နှာဖုံးကောင်ဖတ်ကနေရောက်လာပြီးတော့ဖောင်းကနေထိုးပြလိုက်ကဖုတ်ကနေသတိလစ်သွားခဲ့ပါတော့တယ်။ဒါလည်းဖတ်ဖောင်းဖုတ်အကွက်ကလေးပေါ့ခင်ဗျာ။အဲ့နောက်တော့သူကဂုံတိတ်ရဲ့ဖဏတ်တွေကိုချုပ်ပြီးတော့အာမုတ်ကိုချိန်တခုမရောက်ခင်ထိဒါတွေကိုမေးယူထားရမယ်လို့ပြောရင်းနဲ့ပေးလိုက်ပါတယ်။ မင်းနှလုံးသားတွေကလက်ဟာနဲ့နေရာကိုဒီဖနက်တွေကဖြည့်စည်းပေးလိုက်မယ်လို့ပြောလိုက်ပြီးတော့ရဲရဲရဲ့ပရင်ပေါင်နားကိုသွားလိုက်တဲ့အခါနှစ်သားတစ်ပါးလိုတောင်ပန်ဖြူတွေထိုးထွက်လာခဲ့ပါတယ်။အဲလိုနဲ့အဲလူတွေကပြန်ထွက်သွားခဲ့ကြပြီးတော့နေလုံးရှိတဲ့နေရာကိုဥတီပြီးပြန်တန်းသွားကြပါတယ်။ကုံသိန်းသတိပြန်လာတဲ့အခါအာမောကနှစ်သားတွေရာတကယ်ရှိတယ်ဥလေးကြီးလို့ပြောပြောကြီးပြောပြနေပေမဲ့ဒေါသထွက်နေကုံသိန်းကမင်းငါဖနက်တွေကိုလီးမို့ယူထားလားကောင်မရဲ့လို့ပြောရင်းနဲ့မျက်နှာကိုစောင့်ကန်ပြစ်လိုက်ပါတယ်။အဲဖနက်တွေကမင်းနဲ့ဘာဆိုင်လို့လဲသခိုးမရဲ့လို့ပြောရင်းနဲ့ ကန်ဆောင်နေတဲ့အခါမှာအာမိုးရဲ့ဗလာဟင်းလင်းခံစားချက်မရှိတဲ့နှလုံးသားကဒေါသစိတ်တွေတတ္တိစိတ်တွေပေါက်ဖွားလာခဲ့ပါတော့တယ်။သူမဒါကိုဖဏတ်တွေကြောင့်ဖြစ်လာတယ်လို့မှတ်ယူလိုက်ပြီးငါရဲ့ဖဏတ်တွေကိုဘသူလက်ထဲမှာအပါမခံနိုင်ဘူးလို့မျက်တောင်ညီတွေနဲ့ပြောလိုက်ပါတော့တယ်။လက်ရှိချိန်မှာရူဒိုကအာမိုးကိုတောင်းပန်စကားပြောဖို့ဝင်လာခဲ့ပေမယ့်ရူဒိုတိုးတိုးနေအာမိုးကပြောပြနေလို့ပြောတာကြောင့်ဆက်ပြီးတော့နားထောင်နေလိုက်ပါတယ်။အဲဒီကဖဏတ်တွေကအာမိုးရဲ့ပြင်းထန်တဲ့ခံစားချက်တွေကြောင့်ချက်ချင်းပဲ giver အစွမ်းတွေကိုယာသွားပြီးတော့အာမိုးရဲ့အပိုင်တွေဖြစ်သွားခဲ့ကြပါတယ်။ ဂုံသိကတောင်မယုံနိုင်ဖြစ်သွားပြီးတော့တသီကရိယာတွေကဘိုင်းရှင်တောင်ထဲရှိမှမဟုတ်ဘူးလားလို့ပြောရင်လည်းကြောင်အန်းဖြစ်နေခဲ့ရပါတယ်။အာမူကရှင်ရဲ့ပစ္စည်းတွေမဟုတ်တော့လို့နေမှာပေါ့လို့ပြန်ပြောလိုက်ပြီးဒီဖဏတ်ကိုနတ်သားတွေကကျွန်မကိုပြီးသွားတာ။ဒါတွေကိုပိုင်ဆိုင်ရတဲ့အခါမှာဘဝသေးစားလိုက်တယ်လို့ခံစားရတယ်လို့ပြောရင်လည်းဒီဖဏတ်တွေကိုတင်ထားလို့ရတယ်မလားလို့ခွင်တောင်းလိုက်ပါတယ်။ဂုံသိကတော့သူ့ပစ္စည်းတွေကိုမယူအောင်လို့ပြောကဆွဲလုနေခဲ့ပြီးအာမူကရှင်ပါရီပြောနေရတယ်ရှင်ကဂုံသိမှမဟုတ်တာ။တခိုးလီရှင်တော်မှခိုးသေးတာဒီဖဏတ်တွေကနတ်သားတွေကအာမူပေးထားတာမဟုတ်လို့ ယူထားလိုက်တော့မယ်လို့ပြောလိုက်ပါတော့တယ်။အဲ့ကကုံသိကဒီနေ့မှဘာစောက်ပိုးထားနေလဲ။ငါအပြစ်ပေးမှရတော့မယ်ဟာလားလို့ဖြေလိုက်ပေမဲ့။အာမောကဖနာတွေကိုတကယ်လိုချင်နေလို့ပေးပါနော်လို့ကောင်းကောင်းတောင်းဆိုလိုက်ပါလိမ့်။ကုံသိကလည်းဒါတွေကငါအပိုင်ငါအပိုင်မင်းနဲ့ဘာမှမဆိုင်ဘူးစောက်ကောင်းပါရဲ့လို့ပြောလိုက်တာကြောင့်အာမောလည်းစိတ်လွတ်သွားပြီးတော့ဟမ်ဒီလောက်ကောင်းကောင်းပြောနေတာကိုဘာဖြစ်နေရတာလဲစောက်ယူကြီးလဲလို့အပြန်ပြန်လန်လန်ပြောနေတဲ့ဖနာတွေကိုဆွဲလို့နေကြပါတော့တယ်။အဲ့လိုနဲ့နောက်ဆုံးမှာတော့ဖနာတွေကိုလူရင်းနဲ့ရဲတိုက်ပေါ်ကပြုတ်ကြသွားတာကြောင့်ကုံသိကြီးလည်းမတော်ပါသွားခဲ့ရပါလိမ့်။ အဲ့ဒါမှအာမိုရဲသူ့ကိုတချီလာတဲ့တခြားလုံးဒူဒူနေခဲ့ရတဲ့ကာလပတ်လုံးကကုံတယ်ကြီးရဲ့အလိန်ညာတွေကြီးပဲဆိုတာနားလေသွားခဲ့ပြီးသူမရဲ့မသိစိတ်ကနေမရနေုံပြေးရစားလို့ရောင်းစားသွားတာလို့ပြောပြနေခဲ့ပါလိမ့်ဒါနဲ့ပဲအာမိုလဲသူမရဲ့စွားရည်လို့ထားလို့လာခဲ့ပြီးခြေချင်းမြေတောင်ငမ်းမုံနေရဲ့လူတယောက်ပြန်ဖြစ်သွားခဲ့ရပါတော့တယ်လာနေငယ်ကြာသွားတဲ့အခါမှာတော့နတ်သားတစ်ပါးတယောက်တည်းပြောင်းလာပြီးတော့သူမရဲ့ဇလန်းကိုနားထောင်နေတွန်မီတို့လည်းစိတ်မကောင်းဖြစ်နေကြပါလိမ့်နတ်သားဆင်းမုတ်ပဲနဲ့တောင်ပန်ထုံနိုင်တဲ့ဂေဗာရီဖြစ်ရမယ်လို့ ။တန်စီကပြောနေပြီးတော့ရီယိုကအဲ့လူတွေကဆက်လုံးကဘာနဲ့မြေပြင်ကဘာကိုဘယ်လိုသွားနိုင်နေကြလဲလို့မေးလိုက်ပါတယ်။အာမိုကတောင်းပန်နေပါပါတယ်ဆိုနေပြန်သွားကြတာပေါ့လို့ပြောနေပြီးတော့သူတို့နောက်ဆုံးလာသွားတာလွန်ခဲ့တဲ့လလောက်ကပဲလို့ပြောပြလိုက်ပါတယ်။လွန်ခဲ့တဲ့တလဆိုရူဒီဒီကိုစောက်လာခဲ့တဲ့အချိန်ပဲဖြစ်နေပြီးတော့အာမိုကဂျမ်းမေပေါ်မှာနတ်သားရဲ့ပုံချမ်းကိုဆွဲပြတဲ့အခါရက်တိုကိုတတ်သွားတဲ့သူစွာသိလိုက်ရတာကြောင့်ရူဒိုတယောက်အသေးတင်းသွားခဲ့ရပါတော့တယ်။ဒေါသစိတ်နဲ့အမုန်းတရားတွေကြောင့်စိတ်လွတ်သွားခဲ့ရပြီး မီးလိုကတော့အရှင်လက်လက်ကိုဝါစားပေးမယ်လို့တွေးနေမိခဲ့ပါတယ်။အာမိုကရူတို့နေလဲတူတူပဲမလား။လက်အိတ်တွေကနေကိုလူသားတယောက်လိုခံစားရတယ်လေ။အာမိုလည်းတူတူပါပဲ။အာမိုကဖနက်တွေမရခင်ဘာမှမသိခဲ့ဘူး။အဲ့လိုလုံးသမျှကိုလည်းခံခဲ့ရတယ်။ဒီ AI တွေကထွက်သွားဖို့လည်းကြောက်လန့်နေမိ။ဒါကြောင့်မလို့လူရေဒီယိုရောက်လာကြတော့ပဲစောင့်နေခဲ့မိတာ။ဒီလည်းဝင်လာလူတွေနဲ့စကားပြောဖို့ကြိုးစားနေမယ်။ဘယ်တော့မှအဆင်မပြေခဲ့ပါဘူးလို့ပြောပြလိုက်ပါတယ်။သူမတောင်းပန်မှုလုံးတယ်ဆိုရင်မတောင်းပန်ပါနဲ့တော့လို့ပြောလိုက်ပြီးဒီကွာကြီးမှာ လူတယောက်ရဲ့ခံစားချက်ကိုတယောက်ကနားမလဲကြပဲဒေါသမောဟတွေနဲ့လက်သီးသုံးပြီးဖြည့်ရှင်းကြတာသဘာဝပါပဲလို့ပြောလိုက်ပါတော့တယ်။အိုက်ခါရူရူလည်းအာမို့လက်ကမ်းပေးလိုက်ပြီးတော့လူတွေနဲ့ဆက်သွယ်ကြဖို့အတူတူစ조사ကြပါစို့လို့ပြောလိုက်ပါတယ်။ရူရူတို့ကအာမို့အတူတူလိုက်လာဖို့ခေါ်ကြပေမယ့်အာမို့ကတော့စိတ်ငြိမ်သွားအောင်ခဏလောက်နေခဲ့လိုက်အောင်လို့ပြောလိုက်ပါတယ်။ကြားတဲ့ချိန်လာလေကြတော့လို့သူမှပြန်ပြောလိုက်ပြီးရူရူတို့လည်းကားနဲ့အတူတူပြန်ထွက်လာခဲ့လိုက်ကြပါတယ်။ရူရူရဲ့လက်ရည်တွေနဲ့လာတူနဲ့တစိမ့်တွေနတ်သားတွေစီရီတွေနဲ့ ဗေရီတွေအများကြီးနဲ့တူတိတ်ဆိတ်လို့နေခဲ့ကြပြီးရဲလိုက်ကြီးမှာတော့အာမိုကတငယ်ချင်းတွေရလိုက်တာကြောင့်ဝမ်းသာလို့နေခဲ့ပါတယ်အဲ့ချိန်မှာလူတစ်ယောက်ကရောက်လာပြီးတော့အာမိုရဲ့ဖက်နှက်တွေကိုလူသွားခဲ့ပါတယ်အဲ့လူကတော့ဒုံးစံတိုင်း TV ထိုင်ကြည့်နေသူတစ်ယောက်ရဲ့တပည့် rider တစ်ယောက်ဖြစ်သွားတယ်ဂျက်ဘာပဲဖြစ်နေခဲ့တော့တာပါ